ငါဖျားသွားတော့မင်းအာနန္ဒာတရားနဲ့သာဖြည့်ရစ်ကြပြီတော့နေမဖြစ်တဲ့လမ်းမှာငါဖျားလဲမြန်ရမယ်ဒါအဆမ်းမဟုတ်ပါဘူးဖြည့်ရင်ပြက်မြဲချစ်ခင်သမျှလဲခွဲရမှာမဟုတ်လားငူပွဲတွေကိုရက်မျက်ရည်သက်သိမ်တော့ကကိုထိမ့်ပေါ်ငိမ့်ချန်းစွာထွက်ခွာမသွားခင်တတ်သားစွာအတာနာဖို့ငါဖျားကိုရေကြီးတစ်ခွက်လောက်ဆက်ဆမ်းပါပြန်မလာတော့ဘူးအာနန္ဒာ တန်တရာအလှည့်ရက်ခဲ့ပြီမို့ခန္ဓာနေဆက်ကငါယုံထွက်တော့မယ်အတုံးမဲ့အဆုံးမဲ့အရှုံးနဲ့ရင်းရတဲ့လမ်းမှာငါတိတ်ကိုပင်ပန်းခဲ့တဲ့အာနန္ဒာအနွမ်းပြေဖို့အလွမ်းတွေနဲ့ဟိုဘက်ကန်ငါတန်းတန်းကြီးသွားနှစ်မယ်မက်ခင်လန်က လိုက်ခဲ့ကြပါဂယုဆိုင်ပါအာနန္ဒာကုတိနာနဲ့လုံပဏီမိဂရာဝုန်နဲ့မဟာပေါ်ဒီငါရဲ့အထုပ်ပတိဟာ တောတွေနဲ့အနာကော့ငါဟာတကယ့်တောသားအစစ်ပေါ်တိပင်းရင်မှာငါကိုဖွာတစ္ဆာတရားကိုတောမှဖွေငါပိုင်တဲ့နေ့တွေဟာတိပင်းတွေနဲ့ဝေလူပေါ်ငါရဲ့နောက်ဆုံးထွက်သက်လီဟာတိပင်းရင်ပဲဖြစ်တဲ့နေတိပင်းကိုချစ်ခင်မှုငါတရားတွေဟောခဲ့ပြီးပြီတောဆိုတာတန်တရားရဲ့ထွက်ပေါက်တောပြောက်ရင်နိဗ္ဗာန်ပါပြောက်မင်း တောမရှိရင်ဖျားမရှိနိုင်ဘူးအရိယာတွေမွေးထုတ်ဖို့တောအုပ်တွေ ရှိမှဖြစ်မယ်တတိပဋ္ဌံကို သင်ပြတိုင်းတစ်ပင်ရင်ကိုသွားကြဖို့ငါခဏခဏတိုက်တွန်းခဲ့ပြီးပြီစိတ်ချခြင်းများစွာနဲ့အခုတော့ငါသွားပြရစီတော့တဘောထားကြည့်ဖို့တောသားကြီးတွေဖြစ်အောင်သာစူးစားနေရခဲ့ပြီးတော့အာနန္ဒာကြီးကျွန်တော်တို့တွေဗုဒ္ဓနဲ့ဘယ်နေရာမှာလွဲနေတာလဲ ဗုဒ္ဓကအရာရာကိုလွတ်ချဖို့စွန့်လွတ်ဖို့ပြောတယ်။ကျွန်တော်တို့တွေကထွေးပိုက်ထားခြင်းနေကြတယ်လေ။ဗုဒ္ဓကပြောတယ်။ဘယ်လိုနှစ်သက်ဖွယ်အာယုံကိုမဆိုမမြဲတဲ့သဘောတွေကြီးပဲတဲ့။ကျွန်တော်တို့တွေကမြဲစေခြင်းနေကြတယ်လေ။ဗုဒ္ဓကအကြောင်းရှိလို့အကျိုးဖြစ်တယ်။မှန်ကန်တဲ့အကြောင်းဖြစ်ရမယ်လို့ပြောပေမဲ့ကျွန်တော်တို့တွေဟာမှန်ကန်တဲ့အကြောင်းအစားချက်ချင်းလူရာရဖို့တွေးနေကြတယ်။တပင်ညူတာညံဆိုတာအကုန်သိတာတဲ့။ အကုန်သိတဲ့ဒီညာနဲ့အကျိုးမရှိတာမလုပ်ခဲ့တဲ့ဗုဒ္ဓကိုအကျိုးမရှိတဲ့စူတောင်းခြင်းတွေနဲ့ထက်ခါထက်ခါပြောနေကြတယ်လေဒီဝဒငရေကြတာငါ့ကိုစော်ကားလို့ကြတာလို့မဟောခဲ့တဲ့ဗုဒ္ဓဟာဒီဝဒငရေကြတာဟာကောင်းတာလေတစည်းမတော့သူ့ရဲ့စိတ်ထဲမှာမရှိခဲ့တော့လို့ပါလို့အပြေပြေးခဲ့တယ်ငါ့ကိုကိုးကွယ်ရင်ဒုက္ခကချက်ချင်းလွတ်မယ်လို့မဟောခဲ့ပေမဲ့ချစ်သားဒီလန်းကိုရေးရေးလျှောက်တန်တရာကမုတ်ချလွတ်မယ်လို့အာမခံသွားခဲ့တယ် မှန်သောအကြောင်းဆိုတာချစ်ချင်းမုံချင်းကြောက်ချင်းလန့်ချင်း တွေ့ဝေချင်းမိမောချင်းကင်းရမယ်တဲ့ဗုဒ္ဓဟာမိမိကိုယ်ကိုယ်သာမိမိတရားဖြစ်တယ်တရားကိုကိုယ်မှပဲရှာလို့ဆိုပေမယ့်ကျွန်တော်တို့တွေကသူများအကြောင်းရှာဖို့ပဲဇောတန်နေခဲ့ကြတယ်လीဗုဒ္ဓကအယိုးရှင်ဆုံးစိတ်နေနည်းကိုပေးခဲ့တာပါဘာဖြစ်ဖြစ်တတိနဲ့ဖြစ်သမျှပြတ်သမျှကိုသိပါတဲ့ကျွန်တော်တို့တွေကဖြစ်သမျှပြတ်သမျှကလွဲလို့ကြံတာကိုသိကျင်နေကြတာပဲလीအ အကျိုးမရှိရင်မပြောတဲ့ဗုဒ္ဓကိုရှေ့ထားပြီးတော့အကျိုးမရှိတာတွေပဲပြောနေလုပ်နေကြတာကျွန်တော်တို့တွေပါပဲအကြောင်းတရားရှိရင်အကျိုးတရားလည်းရှိမယ်အကြောင်းတရားချုပ်ရင်အကျိုးတရားချုပ်မယ်တဲ့အကြောင်းကိုပဲလှုပ်ချင်ပြီးတော့အကျိုးကိုအတင်းချုပ်ချင်နေကြတဲ့ကျွန်တော်တို့တွေကိုဗုဒ္ဓသာရှိနေသေးရင်လေဘယ်လောက်တနာလိုက်လိမ့်မလဲ။